ကျွန်တော်တို့ရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးကဘာကြီးကပုံသဏ္ဍာန်ပြောင်းလဲနေပါတယ်စိတ်ပြက်နေတဲ့အချိန်မှာ မြင်သမျှအရာတွေဟာမလှပအယောင်တွေမှိန်ဖြော့နေတတ်ပါတယ်ဒါပေမဲ့ချစ်ချင်းစိတ်ကမျက်လုံးတစ်စုံကိုအလင်းပေးလိုက်တဲ့အခါမှာတော့အရာရာတိုင်းဟာ ရုတ်တရက်အသက်ဝင်လှပလာပါတော့တယ်တမန်ရိုးရှင်းတဲ့အရာလေးတွေဥပမာတိရွတ်တရွတ်ရဲ့အယောင်လမ်းဘေးကပန်းပွင့်လေးတစ်ပွင့် မိုးရွာပြီးစလမ်းမပေါ်ကအယောင်ပြန်ဟတ်မှုတွေကအစအနုပညာမြောက်တဲ့လက်ရာတွေလိုဖြစ်လာပါတယ်ချစ်ချင်းမြတ်တာဆိုတာအရာဝတ္ထုတွေကိုလှစေတဲ့မှော်မှန်မလူ magic lens အခုလိုပါပဲချစ်ချင်းမြတ်တာဆိုတာကိုယ့်ရဲ့အချစ်ဆုံးသူကိုချစ်တာတသက်မဟုတ်ပါဘူးကိုယ့်ပတ်ဝန်းကျင်ကလူသားတွေတဘာဝတရားကိုယ့်ရဲ့ဘဝတစ်ခုလုံးအပေါ်ထားရှိတဲ့ net shine နဲ့ခံစားချက်တစ်ခုလည်းဖြစ်ပါတယ် ချစ်ချင်းမြတ်တာကိုစိတ်ထဲမှာထားရှိတဲ့အခါကျွန်တော်တို့ဟာကိုချင်းစာတရားတီးခံမှုနဲ့နားလည်မှုကိုပုံမူလက်ခံလာပါတယ်ချစ်ချင်းစိတ်ရှိတဲ့အခါတခြားသူတွေရဲ့အခက်အခဲကို ကိုယ်အခက်အခဲလို့ခံစားပေးနိုင်တဲ့အတွက်ကဘာကြီးကပို့ပြီးနှွေးထွေးတဲ့နေရာတစ်ခုဖြစ်လာပါတယ်ချစ်ချင်းစိတ်နဲ့ဆက်ဆံတဲ့အခါလူအချင်းချင်းဆက်သွယ်မှုတွေကပုံမူခိုင်မာလာပြီးတယောက်နဲ့တယောက်အားပေးကူညီကြတဲ့အတွက် ကဘာကြီးဟာပို့ပြီးလုံခြုံစိတ်ချရတဲ့နေရာဖြစ်လာပါတယ်။စိတ်ပညာရှင်ဟယ်လန်ကေလာကချစ်ချင်းမြတ်တာရဲ့စွမ်းအားကိုဒီလိုမျိုးထောက်ပြခဲ့ပါတယ်။ The best and most beautiful things in this world cannot be seen or even heard but must be felt with the heart လို့ပြောခဲ့ပူပါတယ်။ကဘာပေါ်ကအကောင်းဆုံးနဲ့အလှပဆုံးအရာတွေကိုမြင်တွေ့နိုင်ခြင်းကြားသိနိုင်ခြင်းမရှိပါဘူးတဲ့ နှလုံးသားနဲ့သာခံစားရမှာဖြစ်ပါတယ်။အမှန်ပါလေခင်ဗျာ။နှလုံးသားကချစ်ချင်းတရားကို ခံစားနေမှသာ အလှဆုံးအရာတွေကိုမြင်နိုင်မှာပါ။ကြပြားဆရာကြီးကချစ်ချင်းမြတ်တာရဲ့စွမ်းအားကိုသူတို့ရဲ့ကြပြားတွေထဲမှာအလှဆုံးပုံဖော်ခဲ့ကြပါတယ်။အထူးသဖြင့် William Wordsworth ရဲ့လှပတဲ့အတွေ့အခေါ်တစ်ခုကကျွန်တော်တို့ရဲ့စိတ်ကိုအလင်းပေးနိုင်ပါတယ်။ Nature never dies betray the heart that love hard တဘာဝတရားဟာသူ့ကိုချစ်တဲ့နှလုံးသားကိုဘယ်တော့မှတစ္ဆာမဖောက်ခဲ့ပါဘူးတဲ့။တဘာဝကိုချစ်ချင်းဆိုတဲ့စိတ်ထားကတာမန်တောင်တန်းနဲ့တစ်ပင်နေတယ်မကပဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာပါခံစားမှုအစ်စ်တွေနဲ့ပြည့်နေတယ်လို့သူကဆိုခဲ့ပါတယ်။ချစ်ချင်းမြတ်တာဆိုတာကျွန်တော်တို့ကိုဟန်ချက်ညီအောင် ထိန်းထားပြီးတဲ့စွမ်းအင်တစ်ခုလည်းဖြစ်ပါတယ်။ဒီခံစားချက်ဟာကျွန်တော်တို့ရဲ့လှုပ်ရှားမှုတိုင်းကိုအတိတ်ပဲရှိစေပြီးပတ်ဝန်းကျင်ကိုပါကောင်းကျိုးဖြစ်စေပါတယ်။ ဒါကြောင့်ချစ်တဲ့စိတ်နဲ့ကြည့်ရင်အရာရာဟာလှတယ်။ကဘာကြီးကလည်းချစ်စရာကောင်းတယ်ဆိုတဲ့စကားဟာအမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ဒီချစ်ချင်းဆိုတာဘသူစီကမှတောင်းယူစရာမလိုပဲကျွန်တော်တို့နှလုံးသားတိုင်းမှာမွေးဖွားလာနိုင်တဲ့စွမ်းအားတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ဟာမနှက်ဖြံမှာကိုယ့်ပတ်ဝန်းကျင်ကိုချစ်ချင်းရဲ့မျက်လုံး eyes of love နဲ့ဘယ်လိုကြည့်ရှုသွားမလဲ။မိတ်ဆွေများခင်ဗျာ ချစ်ချင်းမေတ္တာနဲ့ကဘာကြီးရဲ့အလှကိုရှာဖွေသူတိုင်းဘဝမှာအေးချမ်းပါစေလို့ဆုတောင်းပေးရင်ဒီ podcast လေးကိုဒီမှာပဲရန်နာလိုက်ပါမယ်ခင်ဗျာနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်